ရက်တည်နေတဲ့တက်မတော်မြူသားကြီးနဲ့သူရက်တည်နေတဲ့တက်မတော်ဖြစ်တဲ့အတွက်လမ်းကြောင်းချင်းသွားတူလာပေါ့ဗျာထောက်ခံနေရတော့မဟုတ်ဘူးပေါ့အဲ့တော့ဒါတက်မတော်ထောက်ခံတယ်လို့ဖြစ်သွားတာပေါ့ဗျာဆိုတော့အဲ့လိုမျိုးအနေအနေသားမှာဒီနိုင်ငံအရေးနိုင်ငံကောင်းဖို့နိုင်ငံဒီရက်တည်ချက်ကောင်းဖို့မြူသားကြီးရက်တည်ချက်ကောင်းဖို့အဲ့လိုပြောကြတဲ့အဲလူတွေပေါ့ဗျာအဲ့လူတွေထဲမှာကြာတော့တချို့ဒီချောင်းတကွင်းဝင်ရောက်ပြီးတော့ခေါဆောင်သွားတာခေါဆောင်ချင်းခံရတဲ့လူတွေပေါ့ဗျာရှိတယ်ပေါ့အဲ့လိုပေါ်မှာ message အမှားတွေပေါ့တပတ်မီဒီယာတွေကတပတ်ပိတ်မီဒီယာတွေကနေပြီးတော့ အဲ့ဒါတက်မတော်ထောက်ခံတဲ့လူတွေဟိုတောင်မှအမှမထင်မထင်သလိုခေါ်သွားသူအကျုပ်တရားတွေလွတ်တာ message အမှားတွေလွတ်တာပေါ့ဗျာအဲ့တော့တက်မတော်ကိုပေးချင်တဲ့ message ကလည်းအဲ့လိုမျိုးတွေပြည်သူလူထုကြားမှာအဲ့လိုအကျုပ်တရားတွေဝင်အောင်အဲဒီမမှန်ကန်ကန်နဲ့နိုင်ငံတော်အပေါ်ကိုရက်တီချင်းစိတ်အားနေသွားအောင်ထိုးနှက်နေကြတယ်တိုက်ခိုက်နေကြတယ်ဒါအောင်တက်မတော်အနေနဲ့မတိဘဲတော့မနေပါဘူးအဲမတိဘဲတော့မနေပါဘူးဥပဒေအတိုင်းသူလုပ်เสียရှိအောင်သူလုပ်တယ်လို့တော့ကျွန်တော်မြင်ပါတယ်ဒါပေမဲ့တက်မတော်ကိုလည်းပြောချင်တာကအဲ့ဒါအဲ့ဒါလေးပြောပြချင်တယ်တင်ပြချင်တယ်အဲ ကိုကတော့အဲ့လိုပေါ့လုံးစရာရှိတာကိုလုံးလိုက်တယ်ခေါ်ယူစစ်စစ်ရာရှိတာစစ်စစ်လိုက်တယ်အမှန်တိုင်းလုံးတင်လုံးလိုက်တာကိုလုံးလိုက်တာမှန်တယ်ဒါပေမဲ့ဒီဘက်ပေါ့နော်ဒီဘက်အချမ်းမာရောအဲဟိုဘက်အချမ်းမာရောအဲထုတ်နေချက်တွေကဘာကြီးလဲဆိုတော့ဘယ်လောက်ကြီးပဲဒီတက်မရောဆိုတာဘယ်လောက်ကြီးပဲထောက်ခံထောက်ခံ အဲသူတို့အမြင်ဆောင်သွားပြီဆိုရင်ချက်ချင်းဟိုဝင်သမာရာတို့ဘာတို့မညာဦးတို့အဲတွေ့ကြည့်ထားတို့အဲ့ဒါဘသူအလှဲတို့ဘဝအလှဲတို့ဒါမျိုးတွေပေါ့ဗျာဆိုတော့အဲ့လိုအဲ့လိုမျိုးတွေအကြောက်တရားတွေတွင်းဒါပေါ့သေးသေးကိစ္စမဟုတ်ဘူးဆိုတော့အဲ့ဒါလေးကိုဟိုဘာပေါ့နော်ဒီတက်မတော်အနေနဲ့လည်းနည်းနည်းစဉ်းစားပြီးတော့အဲ့လိုကင်တွယ်ဖြည့်ရှင်းစေခြင်းနဲ့ဆောင်ရွက်စေခြင်းနဲ့ပေါ့ဗျာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တက်မတော်အနေနဲ့စောဘုံဟိန်ဝန်တိန်ပေးလုပ်ပေးတင်ကြောင်းအပတာပေါက်ဆက်ကပြောပြလာသည်မို့ အဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဒီနေ့ပြောချင်တာတက်မတော်ရဲ့ signal ဆိုတဲ့အကြောင်းအရာလေးဗျဘာနဲ့နှိုင်းရှင်မလဲဆိုတော့ကျွန်တော်တို့ဒီလူပတ်ဝန်းကျင်မှာယောဂလက္ခဏာခံစားနေရတဲ့လူတွေမိသားစုဝင်တွေကပြောကြတယ်ဗျာအတန်တိတ်လူသက်သမားဥပမာကြောက်ကတ်တို့ပါတို့ပေါ့ဗျာအတန်တိတ်လူသက်သမားဖြစ်တယ်ယောဂလက္ခဏာလည်းမပြဘူးအာတူတူကြောက်စရာကောင်းတယ်ပေါ့နော်အလူပြောကြယောဂလက္ခဏာမပြဘဲနဲ့ရုပ်ချီးဆိုသလိုရုပ်တရဆိုသလိုရှောင်းတခွင်းဟိုပေါ့နော်ဝင်ရောက်ပြီးတော့ ဟိုဘုံတိုင်းလဲသွားတဲ့ပုံစံမျိုးကိုဒါအတန်တိတ်လူသက်သမားပေါ့နော်အဲ့လိုယောဂလက္ခဏာပါယောဂလက္ခဏာမှမပြဘူး signal မပြဘူးပေါ့ဗျာအဲ့လိုပြောကြတကယ်တမ်းကျွန်တော်လေ့လာကြည့်လိုက်တော့ဒီလိုမဟုတ်ဘူးဗျာယောဂ signal မပြဘဲနဲ့ဖြစ်သွားတဲ့အရာဆိုတာကတော့ယောဂလက္ခဏာဆိုတာကတော့မရှိဘူးဗျာရှားတယ်ဗျာဘယ်လိုပြောရမလဲဆရာဝန်နေပြောတဲ့စကားအရာပေါ့နော်ตัวเนี่ยตัวอุ้มจอกแกဆိုကြပါဆိုဗျာจอกแกရဲ့သူ့ရဲ့ယောဂလက္ခဏာဥမာစီးအောင်ပြောင်းမယ်ဥမာနည်းနည်းခါဟိုဟာဖြစ်တာမျိုးခါကြိုက်တာမျိုးပေါ့เนาะခြေောက်ကလေးတွေရောင်းတာမျိုး signal တစ်ခုခုကတော့ပြရတယ်ဗျာ စကနဲ့မပြဘူးဆိုတာတော့မရှိဘူးအနည်းနဲ့အချင်းသင်သားမြင်သားရှိတာရှိတာနဲ့သင်သားမြင်သားမရှိတာသတိထားမိတာနဲ့သတိမထားမိတာဒါပဲကွာမယ်ဗျာပြကူပြရဲကြောက်ကအဲနှလုံးအဆုပ်အသေးဘလို့ကလီစာပဲဖြစ်ဖြစ်ဘလို့အတွင်းယောဂါပဲဖြစ်ဖြစ်ဘလို့အပြင်ယောဂါပဲဖြစ်ဖြစ်ဒီယောဂါတစ်ခုဖြစ်တည်လာဖို့အတွက်ကိုဒီစုဖွဲ့မှုတစ်ခုပြုလုပ်နေစဉ်အတွင်းမှာစကနဲ့ကတော့ပြရဲဗျာစကနဲ့ကတော့ပြရဲဟိုပါအဆင်ဥမာကင်စာဆိုလဲကင်စာအဆင်တစ်နှစ်သုံးလေးသတိထားမိတဲ့အချိန်မှာကင်စာကဒါမှမဟုတ်ကိုရီးယားသတိမထားမိလို့သားဗျဆိုလိုတာသူ့ရဲ့ ဒီဒီ stage အဲ stage light မှာပေါ့ဗျာ3 4 2 1ပေါ့အဲ့လို stage light မှာသူ signal ပေါ့နော်ယောဂလက္ခဏာ signal ကပြပြီးသားဒါပေမဲ့ပြတဲ့ဟာပေါ်မှာကိုကသတိမထားမိလားအဲဟိုထင်သာမြင်သာဟိုမရှိမရှိတယ်လို့ပဲပြောရမလားနည်းနည်းဟိုတတော်ကိုမှ မြင်နိုင်စွမ်းသတိထားမိနိုင်စွမ်းနည်းတဲ့အခြေအနေတစ်ခုနဲ့ကြုံရလို့ဖြစ်မှာပေါ့ဗျာအဲပုံမှန်လူကောင်းပဲဒါပေမဲ့အဲ့လိုအနေထားမှာ တခုခုကတော့ပြရတယ်ဒါပေမဲ့ပြရတဲ့တခုခုကိုကမမြင်နိုင်ဘူးသတိမထားမိဘူးကိုကရေးတူကအလုပ်ကိစ္စတွေနဲ့ရုံးကန်နေရတဲ့အခါကျတော့အဲပြီးတော့အရေးတွေယူလုပ်ပြီးခန္ဓာကိုယ်စောင့်ကြည့်တာမျိုးမလုပ်တဲ့အခါကျတော့အဲဒါမမြင်နိုင်တဲ့သတိမထားမိတဲ့အနေအထားမျိုးပဲအဲ့ဒါကိုဆိုလို့ရစစ်ကနေကတော့ပြရတယ်ပြောချင်တာအဲ့တော့ဟိုဒီတက်မတော်အနေနဲ့လည်းဥမာပေါ့ဗျာကျွန်တော်တို့ဒီ line ပေါ်မှာဒေါ်လကောင်မြင်းမြမဒေါ်လကောင်မတက်မတော်ကိုဘက်ကိုထောက်ခံနေလို့ပဲပြောရမလားနိုင်ငံတော်ဘက်ကိုရက်တည်တယ်လို့ပဲပြောရမလားဒါနိုင်ငံတော်ဘက်ကိုရက်တည်တယ်ဆိုလို့ရှိရင်တော့ဒီတက်မတော်ကဒါနိုင်ငံတွင်းထဲမှာ ရက်တည်နေတဲ့တက်မတော်မြူသားကြီးနဲ့သူရက်တည်နေတဲ့တက်မတော်ဖြစ်တဲ့အတွက်လမ်းကြောင်းချင်းသွတ်တူတာပေါ့ဗျာထောက်ခံနေရောမဟုတ်ဘူးပေါ့အဲ့တော့ဒါတက်မတော်ထောက်ခံတယ်လို့ဖြစ်သွားတာပေါ့ဗျာဆိုတော့အဲ့လိုမျိုးအနေအနေသားမှာဒီနိုင်ငံအရေးနိုင်ငံကောင်းမှုနိုင်ငံဒီရက်တည်ချက်ကောင်းမှုမြူသားကြီးရက်တည်ချက်ကောင်းမှုအဲ့လိုပြောကြတဲ့အဲလူတွေပေါ့ဗျာအဲ့လူတွေထဲမှာကြာတော့တချို့ဒီချောင်းတခွင်းဝင်ရောက်ပြီးတော့ခေါ်ဆောင်သွားတာခေါ်ဆောင်ချင်းခံရတဲ့လူတွေပေါ့ဗျာရှိတယ်ပေါ့အဲ့လိုပေါ်မှာ message အမှားတွေပေါ့တပတ်မီဒီယာတွေကတပတ်ပိတ်မီဒီယာတွေကနေပြီးတော့ အဲ့တော့တမတော်ထောက်ခံတဲ့လူတွေဟိုတောင်မှမမထင်မထင်သလိုခေါ်သွားတော့အကျောက်တရားတွေလွှတ်တာ message အမှားတွေလွှတ်တာပေါ့ဗျာအဲ့တော့တမတော်ပေးခြင်းတဲ့ message ကလည်းအဲ့လိုမျိုးတွေပြည်သူလူထုကြားမှာအဲ့လိုအကျောက်တရားတွေဝင်အောင်အဲဒီမှန်မှန်ကန်ကန်နဲ့နိုင်ငံတော်ဘောကိုရက်တည်ခြင်းစိတ်အားနည်းသွားအောင်ထိုးနှက်နေကြတယ်တိုက်ခိုက်နေကြတယ်ဒါဟုတ်တမတော်အနေနဲ့မတိဘဲတော့မနေပါဘူးအဲမတိဘဲတော့မနေပါဘူးဥပဒေအတိုင်းသူလုပ်ဆရာရှိတာကိုသူလုပ်တယ်လို့တော့ကျွန်တော်မြင်ပါတယ်ဒါပေမဲ့တမတော်ကိုလည်းပြောချင်တာကအဲ့ဒါအဲ့ဒါလေးပြောပြခြင်းနဲ့တင်ပြခြင်းနဲ့အဲ ကိုကတော့အဲ့လိုပေါ့လုံးစရာရှိတာကိုလုံးလိုက်တယ်ခေါ်ယူစစ်ဆေးစရာရှိတာကိုစစ်ဆေးလိုက်တယ်အမှန်တိုင်းလုံးတင်လုံးလိုက်တာကိုလုံးလိုက်တာမှန်တယ်ဒါပေမဲ့ဒီဘက်ပေါ့နော်ဒီဘက်အချမ်းမာရောအဲဟိုဘက်အချမ်းမာရောအဲထုံးတဲ့ချက်တရားပါလိမ့်လဲဆိုတော့ဘယ်လောက်ကြီးပဲဒီတက်မတော်ဆိုတာဘယ်လောက်ကြီးပဲထောက်ခံထောက်ခံ အဲသူတို့အမြင်ဆောင်သွားပြီဆိုရင်ချက်ချင်းဟိုဝင်းသမရာတို့ဘာတို့မညာဦးတို့အဲတွေ့ကြည့်ထားတို့အဲ့ဒါဘသူအလှဲတို့ဘဝအလှဲတို့ဒါမျိုးတွေပေါ့ဗျာဆိုတော့အဲအဲ့လိုအဲ့လိုမျိုးတွေအကြောက်တရားတွေတွင်းဒါကပေါ်သေးသေးကိစ္စမဟုတ်ဘူးဆိုတော့အဲ့ဒါလေးကိုဟိုပါပေါ့နော်ဒီတက်မတော်နည်းနည်းလေးနည်းနည်းစဉ်းစားပြီးတော့အဲ့လိုကင်တွယ်ဖြည့်ရှင်းစေခြင်းနဲ့ဆောင်ရွက်စေခြင်းနဲ့ပေါ့ဗျာဒါကလို့စိုးရင်လို့ပြောတာမဟုတ်ပါဘူးစိုးရင်လို့ပြောတာမဟုတ်ပါဘူးနိုင်ငံတော်အတွက်ပြောတာပါကိုကနိုင်ငံအရေးပြောတဲ့အတွက်လေအဲ့တော့ဘယ်ကိစ္စအောင်မဆိုအဲ့လိုတင်းတင်းတင်းလေးနဲ့ဒါပေမဲ့အဲ့လိုမျိုးဒီတက်မတော်နည်းနည်းဝင်ရောက် ဒီလိုခေါ်ဆောင်တာမျိုးဘာမျိုးပဲရှောက်တခွင်းလို့ဘာလို့ပြောတာကိုကျွန်တော်အယုံကြည်မရှိဘူးလို့ပြောစစ်ကလေးတော့ပြလိမ့်မယ်စစ်ကလေးကတော့ပြလိမ့်မယ်အခုကျွန်တော်တို့အဲဘောတော်မျိုးသားကြီးဘာညာအဲ့လိုပြောတဲ့လူတွေကတချို့အခေါ်ရတယ်ဆိုမခေါ်ခင်စစ်ကလေးကတော့ပြလိမ့်မယ်တစ်ချိန်နှစ်ချိန်သုံးချိန်အချိန်ရင်းနေတာနဲ့များတာပဲရှိတယ်တတိမထားမိတာဖြစ်လိမ့်မယ်ဥပမာပေါ့ဗျာအဲမာဘင်းလွေကဟို brother တယောက်အဲဒါခေါ်ရတယ်ဘာညာပေါ့ဗျာ तू မတိမဲမနေဘူး तू စစ်ကလေးကတော့ပြလိမ့်မယ်ဒါ तू က तू तू က तू အားကျုံးမှန်တူလုံနေတဲ့ကိစ္စအပေါ်မှာ तू तू နောက်မဆုပ်ဘဲနဲ့ तू ဆက်လုပ်လို့ဟိုတက်မတော်နဲ့သွားပြီးတော့ညိတဲ့ signal တက်မတော်အနေနဲ့အဲဘောနော်ရှင်းဆက်မတိုးဖို့နဲ့အဲ့လိုပေါ့ဟိုအမှားမလုပ်ဖို့ဆိုတဲ့ signal မျိုးကတော့ပြကူပြလိမ့်မယ်ဗျာမပြဘဲတော့မနေဘူးအပြတဲ့အပေါ်မှာ तू မမြင်နိုင်တာတတိမမူမိတာဂယုမဆိုင်ပြတာဖြစ်လိမ့်မယ်အဲ့ဒါလေးပြောချင်တာပါအဲနောက်တစ်ခုကကြတော့ကျွန်တော်တို့အဲ့အမျိုးသားကြီးပြောတယ်နိုင်ငံအရေးပြောပြောပြရတယ်တင်ပြရတယ်ဆိုတော့အပိုင်းမှာလည်းဗျကိုကျော်မျိုးမင်းစကားကိုငှားသွင်းရမယ်ဆိုရင်အဲဒီကျွန်တော်တို့က activate activate အဆင့်ပဲရှိတာပေါ့နော်အခုကြောင့်မျိုးမင်းဆိုလို့ဒါကိုကြောင့်မျိုးမင်းကတော့ဒီဟိုအထဲမှာသတင်းသမားထဲမှာဒါကတော့ဒါပါနေပါတယ် तू ကသူလည်းပြောပါတယ်ဟိုသူတို့ကြတော့ဗျာဟိုလိုဟိုမြင့်မြင့်အကီးချိန်တတ်တယ်ပေါ့မြင့်ပြန်နှိမ့်နေနှိမ့်ပြန်မြင့်နေအဲ့လိုလိုးတယ်လို့ signal ပြတာကိုကိုကြောင့်မျိုးမင်းတို့ကြတော့ကောင်းကောင်းနားလေတယ်အဲ့ဒီစပြတဲ့ signal ပေါ်မှာလိုက်ပြီးတော့ကောင်းကောင်းအသုံးချတတ်တယ်အဲ့လို signal မပြခင်မှာလည်းပြတော့မြင့် အဲ့လိုသကလုံးမျိုးရောက်တယ်ဆိုရင်ကီးကိုပြန်လျှော့တယ်အဲနည်းနည်းလေးအဲဟွာပေါ့နော်ပြန်ပြန်ညင်တဲ့အနေအထားမျိုးဆိုလို့ရှိရင်ပိတ်သက်ပါလာအောင်ကီးကိုပြန်တင်တယ်အဲကိုကျော်မျိုးမင်းတို့ကြတော့ကီးကိုကစားတဲ့လျှော့လိုက်တင်လိုက်ပေါ့နော်ဒါလေးတခုအဲအဲ့ဒီကိုကျော်မျိုးမင်းကဘာပြောလဲဆိုတော့မြန်မာနိုင်ငံမှာနိုင်ငံရေးသမားစစ်စစ်ပေါ့နော်မရှိပါဘူး activate activate ပေါ့အဲ့လိုသူစကားနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့တွေကဒါ activate ဒါကျွန်တော်တို့ဆို activate stand တော့မဝင်ဘူးကျွန်တော်တို့ကဒါဟိုလိုပြောရင်းပြောရင်းနဲ့ဒါအတွေ့အကြုံလေးရပြီးတော့အဲဒါဒါနောက်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 နေမှာကြာရင်တော့ဒါ activate အစ်စင်နဲ့ဝင်ချင်းဝင်လာမှာပေါ့ဗျာဆိုတော့အဲ့လိုမျိုးအနေထားမှာအဲ့ဒါအခုတကယ်နိုင်ငံရေးသမားစစ်စစ်ပေါ့နော်တကယ် activate စစ်စစ်ကိုပြပါဆိုလို့ရှိရင်အစ်တန်းရှိတဲ့ activate စစ်စစ်ဆိုရင်ဒါဒေါက်တာစလိုင်းငုံကျုံလျံတို့ပြီးတဲ့ခါကျတော့ဒီ NLD လက်ခင်းတဲ့ထက်မှာဒေါက်တာစလိုင်းငုံကျုံလျံနဲ့အတူတူပြောတဲ့တကယ်ရှိနေဥသိမ်းလွင်လားမသိဘူးဗျာအဲ့လိုအခုကကြဘလို့ဖြစ်လဲဆိုကျွန်တော်တို့ကဒေါက်တာစလိုင်းငုံကျုံလျံကတင်ဖို့ကြော်ကြတင်ရှားသွားတာသကလုံးကတမိုင်းပြင်သွားတဲ့သကလုံးကခြေဥ ဟိုပေါက်အောင်တို့တွားပြီးတော့ G3 ကိုတွားဆွဆွဲမခေါင်းနဲ့ G3 နဲ့အဲဖောက်လိုက်ချေဦးပေါက်တယ်လို့ပြောဆိုတော့အတော်တော်တမိုင်းတွင်သွားတာဗျာဆိုတော့အဲ့ဒါကြောင့်အဲ့ဒီနေရာလေးကွက်ပြီးထင်ရှားသွားတာတကယ်တမ်းကျတော့သူနဲ့အဲ့လိုပေါ့နော်တိုက်ခံကစားတဲ့တိုက်ခံပြောတဲ့ဒါအဲ့အရှင်းနေဦးသိမ့်လို့ဆိုတော့တော်တော်ကိုမစကားအပြောဆိုပါနဲ့တယ်ကျွန်တော်တို့တစ်ဖက်အမြင်မတူပေမဲ့လည်းဒါဒါဟိုပေါ့လေးစားမယ်ပေါ့ဗျာအဲ့ဆိုတော့အဲအဲ့လိုမျိုးတကယ်ဒီ Adibase နိုင်ငံရေးသမားဆက်စစ်ကြီးတွေရှိတယ်အဲအဲ့ဒါကိုကျတော့ကျွန်တော်တို့ကဒါလေးစားရတယ်အသိမှတ်ပြုတယ်အဲဟိုပါတော့သူတို့ရဲ့အတွေ့အကြုံတွေကကျတော့သူတို့ကဒီအတွေ့အကြုံ ဘလောက်တွေးကြုံခဲ့တယ်ဘလူဘယ်အဲ့အတွေးကြုံနေမှာဘယ်အတိုင်းတာဘလူတွေနဲ့ဘလူဘလောက်ထိပတ်သက်တယ်ပြီးတော့အဲ့အပေါ်မှာပညာရေးချင်းကဘလောက်ဆိုတော့ဒါတွေကတကယ်ဟိုပါဗောဗျာဟိုအစစ်တမ်းရှိတဲ့ဒါ database လို့ဒါသတ်မှတ်လို့ရတယ်အခုကျွန်တော်တို့လို့ဟိုပါဗောဒါ level တွေကြတော့ဒါတကယ်တမ်းတော့ဒါစူးစမ်းစဲပဲရှိသေးတယ်အဲ့တော့ကြိုးစားသေးပဲရှိသေးတယ်။ဘာကြောင့်မလို့ဒီစကားတွေကိုပြောရလဲဆိုတဲ့ဟာကိုနောက်ထပ်ဒါဗီဒီယိုလေးတစ်ပုဒ်နဲ့ပြန်ဆက်မယ်နော်။အဲအခုကျွန်တော်ဒီမှာခဏနားမယ်ဗီဒီယိုလေးတစ်ပုဒ်ပြန်ဗီဒီယိုလေးတစ်ပုဒ်ပထမဗီဒီယိုရဲ့အဆက်ပေါ့နော်။ပြောစရာလေးကြံသေးလို့ပါ။အဲ့တော့ပညာရှင်တွေ အဲဒေါက်တာဆလိုင်းငုံကျုံလျှံနဲ့ဒီရှင်နေဦးသိန်းလွင့်ရင်နာမည်နာမည်လွဲလာမသိဘူးဗျာရှင်နေအဲ့ဒီရှင်နေကြီးနဲ့ဒေါက်တာဆလိုင်းငုံကျုံလျှံနဲ့ပြောတဲ့ဒီဘိတ်ကတော့ကျွန်တော်တော်တော်လေးပညာရတယ်ဗျာစစ်တူရင်ကစားတဲ့ပုံစံအတိုင်းပြောမယ်ဆိုရင်ဒေါက်တာဆလိုင်းငုံကျုံလျှံကတိုက်စစ်ဖွင့်တယ်အတိုက်နဲ့သွားတယ်အဖြူရောင်သုံးတယ်အဲရှင်နေကြီးကခံစစ်နဲ့သွားတယ်တော်တော်နှစ်ယောက်စလုံးဖက်ညီတယ်ဗျာရှင်နေကြီးကတော့နည်းနည်းခက်အေးအေးလိုင်းနဲ့အဲချီရှာဟိုလွယ်ကူတဲ့စကလုံးမျိုးနဲ့ အဲတုံ့ပြန်တယ်အေးစေးတည်ငြိမ်တဲ့ပုံစံနဲ့တုံ့ပြန်တယ်အဲဒေါက်တာစလိုင်းငုံကြုံလျာကြတော့တင်းလင်းမြန်မြန်နဲ့တိကျပြတ်သားတဲ့စကလုံးလေးနဲ့လူကြိုက်များတဲ့စကလုံးလေးနဲ့ထိုးဖောက်ဝင်ရောက်ပြီးတော့နေရာယူပလိုက်တယ်ပေါ့နော်အဲတော်တော်လေးတော်တော်လေးကောင်းတယ်ဗျာဒါဟိုကျွန်တော်တို့ online မှာဆိုလို့ရှိရင်အဲဒေါက်တာစလိုင်းငုံကြုံလျာရဲ့အဲ့ဒီစကစကစုလေးကတော်တော်ကိုမှဟိုထင်သာမြင်သာရှိသွားတာပေါ့ဗျာနော်အဲဟို၄၃၆ကိုဟာ G3 ကိုသွားဆွဆွဲမခေါ်နဲ့အဲ G3 ၄၃၆ပြင်မယ်၄၃၆ပြင်မယ်ဆိုတာ G3 နဲ့ပေါက်လိုက်ချေပေါက်သွားမယ်ဆိုတော့အဲ့ဒါတော်တော်တမိုင်းတွင်သွားတယ်အဲ့ဒီလိုဒီလိုဆရာကြီးမျိုးတွေကိုကျွန်တော်တို့ကဒါတကယ်ကျွန်တော်တို့ဒီနိုင်ငံကြီး activate state လို့ဒါကျွန်တော်တို့ကသတ်မှတ်ရမယ်ဗျအဲ့တော့ဒီလိုဆရာကြီးမျိုးတွေရဲ့နှုတ်ကနေပြီးတော့အဲဒါဥမာကျွန်တော်တို့ဒီ constitution အကြောင်းပေါ့ဗျာ2008အကြောင်းပြောမယ် constitution အကြောင်းထဲထဲဝင်ပြောမယ် federal အကြောင်းထဲထဲဝင်ပြောမယ်ဆိုလို့ရှိရင်တင့်တော်တယ်ဗျတင့်တော်တယ်ကျွန်တော်တို့တွေကကြတော့ဒါတော်တော်ကူမှအခုမှဒါစူးစမ်းစေးပေါ့ဗျာ ကျူးသားစေအနေထားပေါ့အဲ့တော့ဒါဟိုလိုနိုင်ငံအရေးအဲဒါမျိုးဘာသာသာသနာအမျိုးသားရေးဒါမျိုးတွေပေါ့ဗျာအဲမစိတ်သုံးရအောင်အဲတီတန်းအောင်ခိုင်မြဲအောင်ဒါတစ်ဖက်တစ်လက်နေပြီးတော့ဝိုင်းဝန်းပြီးတော့ပန်ပိုးတာပေါ့ဗျာပန်ပိုးတာပေါ့ဆိုတော့အဲ့လိုအနေထားမှာတချို့လူတွေကြတော့ဗျာဟိုစကလုံးနဲ့အဲဗဇက်နဲ့စကလုံးနဲ့မဆန့်ဘူးဗျာဗဇက်နဲ့စကလုံးနဲ့မဆန့်ဘူးသူတို့ကတော့ပြောကြမှာပေါ့ဒေါက်တာဆလိုင်းကွန်ကျုံးလျန်တို့လည်းစာဖတ်ပြီးတော့ဖြစ်လာတာပဲစာဖတ်ပြီးတော့ပညာရေးချင်းနဲ့ဖြစ်လာတာတော့မှန်တယ်ဗျာပထမဗီဒီယိုမှာပြောခဲ့သလို ဘယ်နှကြောင်ဘယ်အတိုင်းတာဘယ်လောက်ထိတွေ့ကြုံအဲ့ဒီတွေ့ကြုံမှာဘယ်လိုလူမျိုးတွေနဲ့ဘယ်လောက်ဥရှောင်တွေထိတ်ခေါင်တွေနဲ့ဘယ်လိုပတ်သက်ထားလဲအဲ့ဒီပုံမှာပညာရေးကြီးကဘယ်လောက်လဲအတွေ့ကြုံကဘယ်လောက်လဲဘယ်နှစ်နှစ်ချီနေပြီလဲဒါမျိုးတွေဗျအဲ့ဒီပုံမှာမှာသူ့ရဲ့ပြောပြောပေါ့ဆိုပေါ့ပြောပုံဆိုပုံလေယူလေသိမ့်နိုင်ငံတကာနဲ့ချိတ်ဆက်မှုဒါတွေရကြတော့နိုင်ရှင်လို့မရမရဘူးလေကိုရီလည်းစူးစမ်းမဖြစ်နိုင်တာဖြစ်နိုင်တာပဲဒါပေမဲ့ပြောချင်တာဟိုမနိုင်အင်္ဂါကြီးတွေမနိုင်ဝင်ထမ်းတဲ့ပုံစံမျိုးနဲ့စကလုံးတွေကကျုပ်ပြီးရှေ့ရောက်တဲ့ပုံစံမျိုးတွေကြတော့တိနေတဲ့လူတွေအတွက်ကြတော့ကြည့်လို့မကောင်းဘူးဗျာအဲ့လိုမျိုးဆိုတော့တချို့ကကြတော့လည်းသိရမလား အာဟိုဖက်ဒရယ်အကြောင်းကိုပြောတယ်အဲဟိုပြောတာမှားလားမှားရင်ထောက်ပြဖက်ဒရယ်မူဘယ်နှစ်ချက်အကြောင်းကိုပြောတယ်ဗျာညာဟိုလူသူများပြောပြသားကြီးတွေဗျာသူများပြောပြသားကြီးတွေအဲဒါတဲ့ရမှဟိုစာနည်းနည်းပါးပါးဖတ်တာနဲ့ငကိုကရှေ့ကလူတွေပြောတာနဲ့ပေါင်းဆက်ပြီးတော့ပြောတာဒါဟို anti base အဆင့်တော့မဟုတ်တာ copy paste အဆင့်ပဲရှိရဗျာတကယ်တမ်းကကိုရီအနေနဲ့ကကြတော့ကဲဟုတ်ပြီဒီဖက်ဒရယ်မူကိုဖက်ဒရယ်ဆိုတဲ့ဟာကိုကိုကိုတိုင်း ဘာဇက်နဲ့ဖန်တီးမယ်ဆိုဖန်တီးတတ်ပြီလားဟိုကလက်တွေ့တော့မဟုတ်ဘူးเนาะလူများရှိမှပညာရှင်တွေခေါ်ပြီးလက်တွေ့အဲ့လိုဖန်တီးဖို့ဘာဖို့ညာဖို့မပြောနဲ့ဘာဇက်နဲ့ပဲကိုကိုတိုင်းနောက်ထပ်ဖက်ဒရယ်မူတစ်ခုဖန်တီးပြီးချပြကြည့်ပါလားအဲ့လိုပေါ့ဟိုစောက်ထဲမှာရှိတဲ့သကလုံးနေနဲ့လူများပြောပြီးသားအဲ့လိုသကလုံးနေဟိုလူဝင်းကြိုက်ချကျွေးတာတော့ဗျာအဲ့ဒါပြီးတော့ဟိုကိုပြောတာမှားသလားမှားရင်သုံးသက်တူပါဟိုဆိုလိုတာအဲ့ဒါတွေကိုပြောချင်တာတဲ့ကျွန်တော်တို့ဘာဇက်နဲ့သကလုံးနဲ့မဆက်နဲ့ပုံစံမျိုးတွေပြောပြီးတော့ပညာရှင်ဟန်ဆောင်ပြီးတော့တရုတ်ဆောင်နေမဲ့အစားဟိုတကယ်နိုင်ငံအရေးကိုဟိုကိုယ့်အနေကိုပြော မြင်းချံနယ်ကရွာသုံးရွာဘုံကျဲခံရပြီးတာဖာနှစ်ဦးတေဆုံးမန္တလေးတိုင်းမြင်းချံမြို့နယ်တွင်းကကြေးရွာသုံးရွာကိုဒီနေ့ဇွန်လ22ရက်မနက်အစောပိုင်းမှာဘုံကျဲတိုက်ခိုက်တာကြောင့်တာဖာနှစ်ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ဒေတာတွင်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ထံကသိရပါဗျ။မနက်အစောပိုင်းတနာ yı ခန့်မှာမြင်းချံစီမီခုံလမ်းပိုင်းမှာရှိတဲ့မယိုးကုန်းရွာရှိနဲ့ကြားတိုင်းကြေးရွာတို့ဘုံကျဲတိုက်ခိုက်ခံရတာပါ။ဘုံကျဲခံရတဲ့အချိန်ဟာလူအများအိမ်မောကြချိန်လည်းဖြစ်ပါတယ်။ အဲ့ဒီရွာတွေဟာရွာချင်းဆက်နေပြီးကျဲတိုက်လေရင်နဲ့ဘုံကျဲလာလို့သိရပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်မယိုးကုန်းကျေးရွာကအသက်80အရွယ်ဦးပေါ်ငိမ့်နဲ့တမိဖြစ်သူအသက်40ခန့်မခင်မိုးဆွေတို့နေရာမှာတင်တေဆုံးခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူကိုဦးထိခိုက်တံရရရှိပြီးနှစ်ဦးကတော့စိုးရင်ရတဲ့အခြေအနေမှာရှိနေပါတယ်။ဘုံကျဲခံရတဲ့အထဲပါတော့ရွာရှိရွာကတော့နေအိမ်၅လုံးပျက်စီးသွားပြီးခိုင်းနှောနှစ်ကောင်တေဆုံးတယ်လို့သိရပါတယ်။ ဘုံကျဲတိုက်ခိုက်ခံရတဲ့ရွာပြည်မှာတိုက်ပွဲမဖြစ်ပဲညီချောင်းတိုက်ခိုက်ခံရတာလို့ဒေတာတွင်းအခြေစိုက်တော်လန်ရေးတပ်ဖွဲ့ကအသိပေးပါတယ် ပြီးခဲ့တဲ့ရက်ဇွန်လ18ရက်မနက်7:00ခန်းကလည်းမြင်းချံမြို့တာလမ်းပိုင်းမှာရှိတဲ့နဘူးအိုင်ကျေးရွာတောင်ဘက်ကတိမ်ကုန်းကျေးရွာအနီးဘုံကျဲခံရပြီးရွာထက်ရေကန်မှာငားများနေတဲ့အရသာမျိုးသားတဦးတေဆုံးခဲ့ရပါတယ်။အာနာသိန်းစစ်ကောင်စီတပ်ကလက်နက်ကင်ဆန်းကျင်တော်လှန်မှုအားကောင်းရာမန္တလေးတိုင်းမြင်းချံခရိုင်နွားထိုးကြီးတောင်သားမြင်းချံမြို့နယ်တွေကကျေးရွာတွေအပြင် နေချင်းထိဆက်နေတဲ့ငန်းစုံမျိုးနဲ့မလိုက်မျိုးနဲ့ရှိရွာတွေကိုပါစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလှုပ်ဆောင်နေတာပါ။ဟောပြောနိုင်တယ်လို့ဆိုနိုင်တယ်လို့အဲတိတိမိမိလေးနဲ့ပေါ့နော်။ဟိုဟမ်မဆောင်မဲနဲ့ဒါစေတနာပါပါလေးနဲ့အဲဟိုလိုဟိုနေရာလူကျင်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ပေါ့နော်အဲ့လိုမျိုးလေးလှုပ်တင်တယ်လို့ကျွန်တော်မြင်တယ်ဗျ။ကျွန်တော်မြင်တယ်။ဘာလို့လဲဆိုအဲအကြောင်းဟိုတနေ့ကလည်းကျွန်တော်ပြောတယ်တက်မတော်ကမယုံမယုံဘူးဆိုတာလေတက်မတော်ရဲ့အပြစ်မဟုတ်ဘူးလို့ အဲ့တော့နိုင်ငံအရေးအကြောင်းပြောတယ်အမျိုးသားအရေးအကြောင်းပြောရပါညာဆိုပြီးတော့လှမ်းတဲ့ခြေလှမ်းရကြတော့တလူတော်တဲ့ဝင်ထိုင်ဖို့ချောင်းနေတော့တလူလူဟိုဘာလဲနောက်ဆုံး popular ဖြစ်သွားရင်တရုတ်ဆောင်ပွဲဝင်လို့တော့မလို့လို့အလူမြင်နေရတာပေါ့ဗျာလူတွေကလည်း main clip ထဲမှာဆိုလဲ main clip လေးရောက်ပေါ့နော်ယောက်ျားလေးထဲမှာဆိုလဲယောက်ျားလေးလေးရောက်ပေါ့ကျွန်တော်တို့အဲ့အမျိုးသားအရေးသမားကြီးထဲမှာလဲသူမဟုတ်နိုင်ငံအရေးပြောတဲ့လူတွေထဲမှာလဲအဲ့လိုမျိုးလေးပေါ့မနိုင်အင်္ဂါတွေမနိုင်ဝင်ထမ်းတာမျိုးတွေဗဇက်နဲ့စကလုံးနဲ့မမျှတာမျိုးတွေ ဟိုလေးကြီးတာလေးကြီးတယ်ပဲပြောရမလားအဲ့လိုဟိုပြောနိုင်လို့ပြောတယ်ဆိုတာတော့မှန်တယ်ဗျာဟိုတစ်ဖက်ကနောက်မှဥမာဟိုလိုဟိုအာဂျန်တာခေါင်းစဉ်စာရွက်တက်တက်ထားပြီးလဲပြောလူများလုတ်ပြီးသားဟာတွေကို copy paste ယူပြီးတော့ပြောပြောတာမျိုးဆိုကိုကဒီ federal ကြောင်းကိုပတ်သက်ကြီးနေအဲ့လိုပြောပြီးတော့ federal move တွေကိုဘယ်လိုလုတ်ပလိုက်မှာဘယ်လိုပြင်ပလိုက်ဘာညာဆိုတော့ဘယ်လိုဘာညာဒီ federal တို့ဘာတကယ်ဟိုအရေးကြီးအခက်ကဏ္ဍတွေဟိုလျှောက်ပြောဒီလျှောက်ပြောပြောနေအောင်အဲ့ဒီအရေးကြီးတဲ့အခက်ကဏ္ဍအစည်းအဝေးတွေလုတ်တဲ့အချိန်မှာကိုပါလားပြီးတော့အဲ့လို federal move တွေဘာညာတွေဟိုချင်းဖို့ပြောင်းဖို့ပြို့ဖို့ပြေဖို့ federal move ကဘယ်နှချက်ဘယ်လိုဘာညာတော်ကအဲ့လိုတွေလုတ်တဲ့ လုံလို့ရတဲ့အဲ့လို level မျိုးအတွေ့အကြုံမျိုးကိုယ်မှာရှိပြီလားအဲ့လိုဆောဆောပြောသူလို့ပေါ့ဒီဖက်ဒရယ်ကိုဗဇက်နဲ့ဖက်ဒရယ်ကြည့်လိုက်ပြဟိုဗဇက်နဲ့ပဲအဲ့လိုမျိုးပညာရှင်ဆက်ဆံမျိုးကိုဆိုရင်ဘလို့ဆွဲပလိုက်မှာဘလို့လုတ်ပလိုက်မှာပြောပြောကြည့်လိုက်ပြောသူများလုတ်ပြီးသားဟာတွေကို copy paste ယူပြီးတော့ပြောတာတော့ပြောရတာပေါ့ဗျာကိုလည်းဒီမှာနောက်ွယ်မှာစာချရေးပြီးပြောမယ်ပြောရတာပေါ့ဆိုလိုတာဟိုကျွန်တော်တို့ level တွေအနေနဲ့အဲ့လောက်အရေးကြီးတဲ့အခက်ခဏတွေကိုဒုဘောက်ဝင်ရောက်ပြီးတော့ဟိုလို ပြောစရာမလိုအပ်သေးဘူးဆိုလိုတဲ့ပေါ့ကိုလေ့လာလိုက်ဦးမနိုင်ဝင်ငါတွေမနိုင်မတည့်တာတွေမစားနဲ့မနိုင်အင်္ဂါတွေ ဟိုလေးကြီးလေးကြက်တွေအဲ့လိုမျိုးရှောက်ပြောမယ်ဆိုရင်အချင်းချင်းသိနေတဲ့လူအတွက်ကြတော့ကြည့်ရတာကြီးကကွက်ကြတဲ့ဘောင်းမီဝစ်ထားတယ်လို့မျိုးဖြစ်တာပေါ့ဗျာအဲ့ဒါလေးဟိုပြောချင်တာပါဒီဒေါက်တာစလိုင်းကိုကျုံလျန်တို့ဒေါက်တာနေစင်လက်တို့ပေါ့ဗျာဒါဒေါက်တာနေဒေါက်တာနေစင်လက်ဆိုရင်တော့မှဒါဟိုကျွန်တော်တို့အမြင်ဆိုတော့ဒေါက်တာစလိုင်းကိုကျုံလျန်ကဒါတော်တော်ကူမှသူကဒီနိုင်ငံတကာရောမြန်မာနိုင်ငံအနေနဲ့ရောပါအောင်ညာရောဆိုရင်ဒါတော်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 လေးတွေ့ကြုံတော်တော်များတယ်လို့ပြောပါမယ်များတယ်လို့ပြောပါမယ်ဒါဒီဒေါက်တာနေစင်လက်တို့ပါတို့ဆိုလို့ရှိရင်လည်းဒါသူတို့ဆိုရင်စူးစမ်းစဲကာလာဒါပေမဲ့ ဲ့ဒါတော့မှတကယ်ဒီမြန်မာနိုင်ငံရဲ့တကယ်သုံးသပ်မှုခက်ကောင်းကောင်းဆရာကြီးကိုပြပါဆိုဒါသူတို့ပဲရှိတာဆိုလိုတဲ့သဘောကသူတို့ပါဇက်ကနေပြီးတော့ဒါဒီလိုမျိုးထွက်ပေါ်လာမယ်ဆိုလို့ချင်းလို့ရှိရင်အဲဥမာပေါ့ဗျာဟိုလို viewer တင်နကား viewer အဖွဲ့လို့ပါတော့အဲ့လိုတွေရှိတယ်တကယ်ဆရာကြီးတွေရှိပါတယ်မြန်မာနိုင်ငံမှာလည်းဒါနောက်ကွယ်နေရွှေပုံးကြီးတကယ်ဆရာကြီးတွေရှိတယ်အဲ့သူတို့ပညာရှင်တွေအဲ့လိုပုံစံမျိုးတွေဥမာအဲဒေါက်တာဆလိုင်းငုံကျုံလေးနဲ့အဲ့လို debate ပြောတဲ့အဲ့လိုရှင်းနေကြီးလိုပုံစံမျိုးပေါ့ဗျာအဲ့လိုမျိုး debate တွေမှာလည်းတွေ့ဘူးတယ်တကယ် ပြောတာဆိုတာလုံးဝကြက်ကြက်လက်ကြက်နဲ့ပြောရတဲ့ဆရာကြီးတွေပေါ့အဲဒီလိုဆရာကြီးတွေကနေရှေ့ထွက်ပြီးတော့သူတို့ရဲ့နိုင်ငံရေးအတွေ့အကြုံနဲ့သူတို့ရဲ့ပညာရေးချင်းနဲ့သူတို့ရဲ့ဒီဒီဖြတ်တန်းခဲ့မှုတဲ့အတွေ့အကြုံမှာဒီဟိုဘယ်လိုပြောထိုးပေါက်ခဲ့မှုတဲ့ဒီနိုင်ငံရေးအလှော်ပါပေါ့အဲ့လိုအနေထားကြီးနဲ့သူတို့ပြောတာကတော့ကြည့်လို့ကောင်းတယ်သဘာဝကျတယ်ပေါ့ဗျာအဲ့လိုကျွန်တော်တို့လိုမျိုးဒီအတ္တိပိတ်အဆင့်အောင်မရောက်သေးတဲ့ဟိုပါပေါ့ဒီအမျိုးသားရေးဝါသနာပါလို့ပြောပါ냐 အဲ့နည်းဥမာထင်ရှားလာမယ်ကျွန်တော်ပြောတာမဟုတ်ပါဘူးလူတိများလာမယ်ထင်ရှားလာမယ်ကြော်ကြလာမယ်အမျိုးသမီးပဲနေနေအမျိုးသားပဲနေနေအဲ့လိုပါဇက်ကပဲမနိုင်ရင်ကအာဟိုဖက်ဒရယ်မူကဘယ်နဲ့ချက်ကျွန်တော်ပြောတာမှားတယ်ကျွန်မပြောတာမှားတယ်ဆိုလို့ရှိရင်ပြန်ထောက်ပြကြည့်ပါညာဆိုတာထောက်ပြကြရလဲမလိုဘူးလေဗျာဖက်ဒရယ်မူဘယ်နဲ့ချက်တွေပါညာကြီးကိုပါဇက်ကဟိုပြောပြောစရာကိုမလိုမလိုတဲ့ level မှာကိုရှိနေတာဆိုလိုတဲ့တဘောဒီဒီဖက်ဒရယ်မူတွေကိုပဲထိုးပေါက်ပြီးတော့ပါညာအဲ့ဒီဖက်ဒရယ်ဆိုတဲ့ဟာညင်လုံးအကြီးလို့တော့မှအခုနိုင်ငံတော်တော်ကွာကြတာအခုချိန်ထိဒီဖက်ဒရယ်ကိုမတွေ့နိုင်သေးဘူးဖြစ်နေတာတိုင်းသားတွေနဲ့အဲ့မှာလုံးလက်ချလဲတစ်လဲနေတာ ဲ့တော့ပြောချင်တာသူပညာရှင်တွေနဲ့တက်မရော်နဲ့အဲ့လိုနိုင်ငံတကာနဲ့ short video လေးတစ်ပုဒ်တင်လိုက်ဦးမယ်ဗျာဒါနောက်ဆုံးတစ်ပုဒ်ပေါ့နော်အဲဒီနေ့အတွက်ကိုပြောတာပေါ့နော် so တက်မရော်နဲ့ဒီနှိုင်းရှင်လို့တော့မရပါဘူးတက်မရော်နဲ့ဆိုပြီးတော့အဲ့လိုနှိုင်းရှင်ပြပုတ်တစ်ခုလုတ်တာကိုကိုမှားနေတာပေါ့နော်အဲအဲ့တော့ဒါပေမဲ့စကလုံးအရာထင်သာမြင်သာရှိအောင်ပေါ့တက်မရော်ရဲ့ဂျင်သုံးပုံဂျင်သုံးနည်းနဲ့အဲအခုအကျန်းအမတမာတဲ့အကျန်းဖက်အဖွဲ့စည်းဒီမြေအောက်ဟုတ်ပါတော့ကုလီကူမာတော်လိုင်းရေးအဖွဲ့စီ PDF ကောင်းစင်တက်အဲ့လိုအဖွဲ့စီနဲ့ကွာချားပုံကိုပြောပြမလို့ ဘောသားပုံဆိုတာကျင့်သုံးပုံချင်းဆောင်ထင်းရတဲ့အဲဒီနိုင်ငံတကာစီးပင်းစည်းကမ်းအဲဒါမျိုးတွေပေါ့ဥပမာကျွန်တော်တို့အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီတက်မတော်ကိုကျွန်တော်တို့လည်းအဲဒါထောက်ပြခဲ့တာရှိတာပဲအဲဒါဟိုလိုဒါလေးကတော့ဒီလိုလိုအပ်ချက်ရှိတယ်ဟိုကလေးကတော့ဟိုလိုလိုအပ်ချက်ရှိတယ်ဒါလေးတော့ပြင်လိုက်ရင်ကောင်းမယ်အဲအဲ့လိုပုံစံမျိုးတွေနဲ့ပြောပြဆိုပြခဲ့တာရှိတာပဲဒါဝေဘန်နဲ့ပြောရင်ဝေဘန်ခဲ့တာမျိုးတွေရှိတာပဲအပြုသဘောနဲ့ပေါ့ဗျာအဲ့တော့ဝေဘန်နာပဲလေဒါပေမဲ့တခြားအကြမ်းဖက်မီဒီယာတွေကနေပြီးမတမာတဲ့မလိုမုန်းတာမီဒီယာတွေကနေပြီးတော့ တွေးလို့ဒီလိုလှုံ့ဆော်တယ်လို့မျိုးအဲ့လိုတက်မတော်နည်းနည်းလေးဝေဖန်လိုက်တာနဲ့ဆွက်စီရပါ냐အဲ့လိုမျိုးမဟုတ်ဘူးလေကြည့်ကြည့်လေအခုကျွန်တော်တို့လည်းရက်တည်နေနိုင်တာပဲဆိုလို့လည်းတော့ကျွန်တော်တို့လိုမျိုးကြီးလည်းအများကြီးပဲဆွက်စီလေဆိုတာစကနေပြပြီးမှစီတာပါဒီအဲ့စကနေပြတဲ့ဟာကိုဟိုမကစားရလို့မ break လို့ပြောချင်တာအရေးချီမကြည့်တတ်လို့မပားနဲ့လို့ဖြစ်သွားတာဖြစ်စင်နေရဟိုလိုကြီးရုပ်ကြီးဖြစ်သွားတယ်ဆိုတာမရှိဘူးပထမသဘောတရားအရာအကျိုးအကျိုးကြောင့်ဆက်ဆက်နေတာပဲအညာမညာတဟဇာတာရှိကိုရှိတယ်မရှိပဲမနေဘူးအဲထားပါတော့အဲ့လိုမျိုးမှာအခုကျွန်တော်ကဒါ ဟိုဘာပေါ့ရက်ကွက်တွင်းနဲ့ဒီနိုင်ငံတွင်းထဲမှာဥပဒေပေါင်းတွင်းထဲမှာအဖြူရောင်နေမြေမှာနေပြီးတော့ကျွန်တော်ကဒါနိုင်ငံတော်နဲ့တက်မလို့ဘူးအဲ့လိုထောက်ပြပြောဆိုတာမျိုးတွေကရှိတယ်ဆိုကြပါစို့ဗျဒါပေမဲ့ဥပဒေပေါင်းတွင်းထဲမှာနေတော့ဘာဖြစ်လဲဘာမှမဖြစ်ဘူးအဲ့အဲ့ PDF ဒီကြီးဆိုးတဲ့နေရာမှာအဲ့ PDF တွေကိုတော့ဒါလေးတော့မှားနေတယ်ဒါလေးတော့လွဲနေတယ်ဥပမာလမ်းတွေဘုံခွဲတာတရားတွေဘုံခွဲတာအဲ့ဒီဖြက်စီးတာတွေလူဘဝတွေကိုဖြက်စီးပစ်တာတွေအသက်တွေတိတ်ဆုံးကုန်တာတွေမလိုဘဲနဲ့ရက်ဆက်တာတွေအဲ့လိုအဲ့လိုအဲ့အရာတွေကိုကျွန်တော်ကဝေဖန်မယ်ထောက်ပြမယ်ဆိုရင်ဆိုလိုတယ်သူတို့ဒီတိုင်းငြိမ်းနေမယ်ထင်လား အခုလက်ရှိဒီဒီနိုင်ငံတော်အစိုးရလို့အခုလက်ရှိတက်မတော်လို့တို့ဒီတိုင်းငြိမ်းနေမှာထင်လားမဟုတ်ပြခင်ဗျားတို့ပြည်သူလူထုတွေအနေနဲ့ဟိုအနီးပဲဖြစ်ဖြစ်အစိမ့်ပဲဖြစ်ဖြစ်တိကျစဉ်းစားကြည့်ဖို့ပြောတာပါ PDF တွေအဲ့လိုအကြမ်းဖက်အဖွဲ့အစည်းတွေကျင်းသုံးနေတဲ့ဥပဒေအရပါလဲသူတို့ကမှတကယ် jungle လို့တကယ် torrent ဥပဒေ torrent ဥပဒေမှာမှအရက်ဆက်ဆုံးအယုံမှဆုံးအောက်တန်းကြဆုံး torrent ဥပဒေနဲ့ဗျာဖွဖွလေးလေးမမရရင်နဲ့ပြောပြမယ်ဆိုရင်ငကိုတော့ကဇက်ွက်ထဲမှာမူးယူပြီးတော့ကလေးကချစ်အုပ်ကြမျက်ပေါက် ူလေပဲဘာမှသုံးစားမရတဲ့ကောင်လူမိုက်လူလူပါလူလူစကားပြောတုတ်ကလေးနည်းနည်းကြွယ်သူသူများသားများကြခုအဲ့လိုကောင်မျိုးတွေကခစ်ပြတ်တော့ဆရာကြီးတွေတက်ဖြစ်လာ哦ဖြစ်လာပြီးအဲ့လိုကောင်မျိုးတွေကထွက်တဲ့ပါဇက်ကဥပဒေပုံစံမျိုးကျင့်သုံးတာကဲခင်ဗျာလူတယောက်ကိုခင်ဗျားတို့ထောင်ထောင်ဟိုစီးနေကန်းနဲ့ထောင်ချဘာမှလည်းထောင်တခါတော့လည်းထောင်မချဘူးထောင်စော်လည်းမရှိဘူးဘယ်ပုံမှန်လည်းဘယ်လိုတရားစီရင်ရေးအပြစ်ပေးရမရှိဘူးခင်ဗျားတို့ပါဇက်ကခင်ဗျားတို့အုံနောက်ခင်ဗျားတို့အုံနောက်ညံတထွားတမိုက်ကနေထွက်ထွက်လာတဲ့ရက်ဆက်တဲ့ဒီလောက်ရက်ကခင်ဗျားတို့ရဲ့ဥပဒေဆိုတော့ အဲ့ဒါကြီးကိုပြည်သူလူထုကလည်းသီးခံပြီးအားပေးနေတယ်ဆိုတော့အဲ့ဒီရဲ့ပြည်သူလူထုဆိုတဲ့ကြက်မပြည့်တဲ့လူတစုကြောင့်ဒီလူတွေရက်တည်နေနိုင်တာအဲ့ဒီကြက်မပြည့်တဲ့ပြည်သူလူထုကိုလည်းကြက်ပြည့်ပါတော့လို့ပဲပြောချင်တာခမရအခုနိုင်ငံတကာမှာလည်းအထူးသဖြင့်အမေရိကန်မှာလည်းပြည်သူနာပေါင်း16000နဲ့နှိမ်နေရတာတွေရှိတယ်အစိုးရဆိုတာတရားဝင်နှိမ်နှင်းငွေလိုင်စင်ရရထားပြီးသားပြောချင်တာကအဲ့လိုကိုကအဲ့လိုမျိုးနှိမ်နှင်းနေတယ်ဆိုရင်အစိုးရဖြစ်အောင်လုပ် ဆိုလိုတယ်တပေါ့အစိုးရပြောင်းလို့ဆိုတာလေအဲ့ဒီအစိုးရကိုတိုက်ထုတ်ပြီးတော့ပြောင်းလဲအောင်လို့အဲ့လိုမျိုးလုပ်လို့မရဘူးလူလူထောက်ကမ်းမှုနဲ့အချိန်ဆောင်ပြီးမဖြစ်ဖြစ်အောင်အပြော်အပြော်နီးနဲ့လာပြီးတော့အစိုးရပြောင်းလို့အဲ့အစိုးရပြည့်နေနေပေါ့ဗျာဒါပဲပေါ့အဲ့အခုနိုင်ငံတကာမှာ Trump လဲအခုဒီ American အစိုးရလဲဒီလိုပဲနေနေလာဘယ်နိုင်ငံကဝင်ဆက်ဖက်ရဲလဲဒီမိုကရေစီနဲ့မညီပါဘူးလို့ဘယ်ကောင်မှဝင်အားချောင်ရဲလဲအင်းအားကြည့်တော့တော့ဘယ်ကောင်မှဝင်အားမချောင်ရဲမပြောရဲဘူးလေအင်းအားနဲ့မြန်မာနိုင်ငံမှာကျတော့မြန်မာအစိုးရမြန်မာတပ်မတော်နည်းနည်းလှုပ်လိုက်ရင်လှုပ်ပြန်ပြီးလှုပ်လိုက်ရင်လှုပ်ပြန်ပြီးအဲမနာလိုတာပေါ့ဗျာဒီနေရာကိုလိုချင်တာပေါ့အဲ့လိုလိုချင်တဲ့ခါကျတော့အဲ့လိုဒီ PDF အယုတ်တမဟို အနီဆိုလဲအနီထဲမှာမှာတို့အောက်တန်းကြတဲ့အနီရုပ်တမာတွေကနေပြီးနိုင်ငံတကာနဲ့ပေါင်းပြီးရကကြတော့မြန်မာနိုင်ငံကအဲ့လိုအရက်ဆက်ဆုံးစာမတက်ပြီးမတက်လူယုံမှာတိုက်နဲ့အရက်ဆက်ဆုံးအောက်တန်းကြဆုံးလူယုံမှာတိုက်နဲ့ပေါင်းပြီးတော့အဲဒါဟိုဘာမို့တို့ရဲ့ဥပဒေနဲ့တို့အပြစ်ပေးတယ်ပေါ့ဗျာဆိုတော့တို့ရဲ့ဥပဒေကဘာတော့နေစားမှာဟုတ်ဘူးအဲ့ဒါကိုမေးချင်တာခင်ဗျာအခုကျွန်တော်တို့ကခင်ဗျာအခုတက်မတော့ဘူးအခုဝေဖန်နေပါနေညာတယ်အာခင်ဗျာနောက်ဆုံးပြခင်ဗျာရေကြီးအိုင်းလို့ပါတော့ခေါ်မယ်အာပြီးတော့ဥစားပါလာခေါ်မယ်ပါညာအာနောက်ဆုံးပြအရိုက်ခံပုတ်ခံမယ်ကဲနောက်ဆုံးခင်ဗျာအသက်တော်ရှင်သေးတယ်ဗျာခင်ဗျာလည်း နောက်ဆုံးဒါစကားပြောဆိုတက်လို့ခံဝင်ကတိနဲ့အရင်မညှိဘူးဆိုရင်ပြန်လွတ်လာအောင်ပဲဗျာငါကနောက်တော့မလုံးနဲ့ဆိုပြီးတော့ခင်ဗျားတို့မှာအဲ့လိုဟာရှိလားအဲ့လို level အဲ့လိုဖွင့်လို့မရှိလားဘာလို့ခင်ဗျားတို့ကကြက် မပြေတဲ့လူတစုနဲ့ဖွဲ့စည်းတာငကိုရဲမှာခင်ဗျားကြက်မမပြေတာမူယူတောက်စားပြီးလဲပြီးတော့လူများသားများကြာကူနေတဲ့အတွေးလောက်ရှိတဲ့ကောင်တွေကခင်ဗျားကလည်းဟိုနေရာတက်ရလာတဲ့အခါကျတော့ အတွေးထဲမှာခင်ဗျာတစ်ချက်လို့ဟိုကလေးအတွေးချက်မပြေတဲ့ခွေးအတွေးလေးခွေးအတွေးတွေပေါ်လာပြီးလေတိရစ္ဆာန်အတွေးတွေပေါ်လာပြီးတော့တိရစ္ဆာန်တို့သွားကျင်းသုံးလိုက်ဆိုပြီးတော့အဲ့ဒါကိုနောက်ကဟိုညောက်ကြောင်ညောက်ကြောင်နဲ့လက်နဲ့ကင်ထားတဲ့ကောင်လေးတွေကနေစရာမရှိစားစရာမရှိလို့ကပားရပားနဲ့အဲ့လိုမျိုးလိုက်လိုက်ပြီးလဲပြီးတော့အဲ့လိုဘယ်နေရာကိုသွားတမရတိုက်ဘယ်နေရာကိုသွားပြီးလူရဲ့အဲ့နေရာမှာပျော်မွေ့နေတဲ့အဲ့အဲ့လိုအဲ့လိုလူတစ်တိုက်ကထုတ်တဲ့ဥပဒေကိုကျွန်တော်တို့ကလိုက်လာရမှာလားလိုက်လာမှာလားဆိုတော့သူတို့ကအဲ့လိုကျင်းသုံးနေတာ ခမရလည်းနိုင်ငံတကာနဲ့ချိန်ကြည့်လောက်နေအအချောင်းပြတ်ချက်တွေသူတို့ကရှားနေတာအာအစိုးရကဒီလိုနှိမ်နှင်းလို့လူငယ်တွေဒီလိုနှိမ်နှင်းလို့လူငယ်တွေကဒီလိုပုံစံမျိုးတော်တဲ့ဝင်စကလုံးတွေလှလာပြီးပြောပြီးတော့တကယ်တမ်းအဲ့တော်တဲ့မှာဥဆောင်နှမျိုးဟောဥဆောင်နှနေစရာစားစရာမရှိတဲ့ကောင်တွေကဥဆောင်ပြီးတော့သူတို့ကအဲ့ဒီလိုမျိုးတော်ရင်ဥပဒေအရက်ဆက်ဆုံးဥပဒေဗဇက်ကနေပြီးတော့ဟိုအတွေးထဲမှာဟိုပေါက်လို့ပဲစားအတွေးတွေစိတ်ကူးတွေပေါ်လာပေါ်လာတဲ့ဟာကို လက်အကောင့်တွေပေါ်အဲလူတွေကလည်းအဲ့လိုတောက်စားမှုရပြီးတော့စိတ်ရိုင်းတွေဝင်ဝင်နဲ့စိတ်ရိုင်းတွေနဲ့အဲ့လိုမျိုးတော်ရင်အယုဒ္ဓမာဥတီနဲ့ကျင်းသုံးနေတဲ့ဟာကိုဘယ်ပုံမှန်နဲ့လူတယောက်ကိုခင်ဗျားတို့ကဘယ်ပုံမှန်နဲ့အရေးယူတာရောလူတယောက်ကိုခင်ဗျားတို့ကဘယ်ပုံမှန်နဲ့ဥပဒေနဲ့ဆုံးမတာရောဘာမှလဲထောင်ဆုံးလို့တဲ့ဘောကခင်ဗျားတို့အစိုးရဥပဒေနဲ့အညီနှိမ့်နှင်းတော့ဒီနိုင်ငံတကာရဲ့အဲဒါဟိုလိုကျင်းကျင်းထုံးနေတဲ့ရာဇဝတ်ကျင်းထုံးနေတဲ့အထီကရုံးနေနေကျင်းထုံးဥပဒေနဲ့နှိမ့်နှင်းတော့ခင်ဗျားတို့ကအစိုးရမမိုက်ပါဘူးဆိုပြီးတော့ထပြီးတော့တော်လန်နေလို့ဘာလို့ညာအမှန်မှန်တော့အကျိုးစီးပွား ဟိုတော်နိုင်ရေးတစ်ခုပေါ့ဗျာအကျိုးစီးပွားလူကျင်တဲ့လူတစုကမြောက်နှုတ်ပင်ကောင်းတဲ့နောက်ကိုရနေတွှိုးပြီးတော့ပြည်သူလူထုတွေကကြက်မပြည့်မပြည့်တဲ့လူလူတစုတွေလူငယ်တွေကိုဆွဲခေါ်ပြီးလက်ပြီးတော့လမ်းမရအောင်တွန်းပို့ပြီးလက်ပြီးတော့ရက်ဆက်ဆုံးလမ်းကိုပို့တာတော်လန်ခိုင်းတာနိုင်ငံကိုလုံးဝပြစ်စီအောင်မိလောက်လိုက်သွင်းတာအဲ့ဒါဟိုဟိုအဲ့ထက်မှမအနက်ပါရှိတဲ့ဟိုလူငကူချက်တော့မပြည့်ဘူးဒါပေမဲ့အနက်ပါရှိတယ်ဟိုယူတလို့ပေါ်တလို့နဲ့အချောင်းနေအချောင်းစား အဲဟိုဟာပေါ့ခစ်ပြတုံစီးပွားရှာခြင်းတဲ့ကောင်တွေကအဲတကယ်ဟိုလိုနိုင်ငံတော်ကြီးကိုချစ်တယ်လို့ပါလို့ညာလို့နဲ့အဲ့ဒီထဲမှာဝင်ပြီးတော့စီးပွားရှာကိုကိုရန်ကတော့ထမင်းအောင်နဲ့မမန်းလူများမရကြခုဟိုဟာပေါ့လူများသားသမီးပြမနေရပေါ့အခုကြလက်ကြအောင်ဘေးမှာဆော်လိုခြင်းဆော်ရမယ်အဲငွေလိုခြင်းငွေရမယ်အဲ့လိုမျိုးလိုခြင်းတများတိုက်အဲပြီးရကစက်ကြီးကအဲ